အားလုံးမင်္ဂလာပါယေရှုခရစ်တော်ရှင်ပြန်ထမြောက်ခြင်းရှင်ပြန်ထမြောက်တဲ့နေ့မှာယေရှုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းကိုကြံပိုက်အနေနဲ့ကျွန်တော်တို့ဖတ်ခြင်းနဲ့ပြီးတော့ယေရှုခရစ်တော်ကတည်ပြီးတဲ့အခါမှာမရဏနိုင်ငံတွားပြီးတော့တရားဟောတယ်ဆိုတဲ့အကြောင်းအရာပေါ့နော်အဲဒီအကြောင်းအရာလည်းကျွန်တော်တို့ကြံပိုက်နဲ့ဖတ်ပါမယ်အာဒီယေရှုခရစ်တော်တည်ပြီးတဲ့အခါမှာမရဏနိုင်ငံမှာတရားဟောတယ်ဆိုတဲ့ အရာကအချုပ်တော်လို့ပြောမှာချုပ်တော်ယုံကြည်သူတွေနေနဲ့လဲဒါအငင်းပွားဆရာရှိတာပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီနေ့ကျွန်တော်ထင်တာမြင်တာကိုပြောမှာမဟုတ်ဘဲနဲ့အမှချမ်းစာကိုကျွန်တော်ပြောပါဖြစ်ပါတယ်ပထမဆုံးယေရှုခရစ်တော်ရှင်ပြန်ထမြောက်ခြင်းအခွင့်ပေါ့နော်ယေရှုခရစ်တော်ရှင်ပြန်ထမြောက်ခြင်းယေရှုခရစ်တော်တက်တော်ဆုံးခြင်းအခွင့်ကိုယေရှုခရစ်တော်မတိခင်ကတည်းက ရှိပြီးတော့သူစီမှာတကိုးတွေကိုအဖခမဲတော့ပြေးပြီးတော့ဖြစ်တယ်အဲ့ဒါဂျမ်စာရှင်ယွမ်ခရဝေအခန်းကြီးစစ်တဲ့အငယ်စင်ကမှာဘာပြောထားတယ်လဲဆိုတော့ယေရှုကငါဒီထမြောက်ခြင်းအကြောင်းအသက်ရှင်ခြင်းအကြောင်းဖြစ်ငါကိုယုံကြည်တော်သူတွေဒီလုံတော်လက်ရှင်နိုင်ပြီတဲ့အဲ့ဒီအရာကသူပြောလဲဆိုတော့ဒီလာဒရူပေါ့နော် ယေရှုခရစ်တော်လောကလာတဲ့ချိန်မှာဒီလာဇရုတေပိတာအလောင်းကိုပြန်ပြီးတော့ရှင်ပြန်ရှင်ပြန်ထမြောက်စေမဲ့အချိန်မှာပေါ့နော်ဒီအာလာဇရုရဲ့အမပေါ့နော်လာဇရုရဲ့အမမာတာကိုသူကပြောတာဖြစ်တယ်ယေရှုခရစ်တော်ကနော်အဲအကြောင်းဒီရှင်ယောဟန်ခရစ်ဝင်ခန်းကြီး20 ။အရှင်ယောခရစ်ခန်ဂျေဆက်တငယ်23မှာယေရှုကလည်းတင်းအမောင်တီထမြောင်လိမ့်မည်ဟုမိန်တော်မူ၏။မာသာကလည်းနောက်ဆုံးသောနေ့တည်းဟုသောထမြောင်ရကာလ၌သူဒီထမြောင်လိမ့်မည်ကိုကျမတိပါ၏။ဒီဟုပြော၏။နောက်ဆုံးသောနေ့ကာလမှာထမြောင်မယ်ဆိုတဲ့ကြောင်းရချက်တော့ယေရှုခရစ်တော်လောကကို second coming ပေါ့နော်။ယေရှုခရစ်တော်လောကကို second coming လာတဲ့ချိန်မှာထမြောင် မယ်လို့မာတာကဆိုလိုချင်တာဖြစ်တယ်။ဒါမဲ့ယေရှုခရစ်ကကြတော့ယေရှုကကြတော့ငါဟာငါကထမြောက်ခြင်းကြောင့်ဘောနော်အသက်ရှင်ခြင်းကြောင့်ဖြစ်တယ်တဲ့။အဲ့ဒီအရာပြောပြီးမှကြာခင်မှာ तू ကလာဇရုကိုတေရာကလည်း तू ကထမြောက်အသက်ပြန်ရှင်ဖို့ဘောနော်ကင်မရာထမှာဆုတောင်းပြီးတော့ကင်မရာထမှာအသက်ကိုပြန်တောင်းပြီးတော့လာဇရုကိုထမြောက်ခိုင်းတာဖြစ်တယ်ဘောနော်။ဆိုတော့ကျွန်တော်ချမ်းပိုက် ထပ်ပြီးတော့ဖတ်ချင်ပါတယ်ရှင်ယောင်ခရစ်ဝင်ခန်းကြီး30ရှင်ယောင်ခရစ်ဝင်ခန်းကြီး30အငယ်စခုံစရှိပေါ့နော်ရှင်ယောင်ခရစ်ဝင်ခန်းကြီး30အငယ်စခုံစရှိမှာငါဒီကိုအတစ်ကိုဆုံရနောက်တဖန်ယိုးမိဖြစ်တော့ကြောင်းငါခမဲတော်တွေငါကိုချစ်တော်မူ၏ငါတက်ကွယ်ပဲသူမြတ်မလူမယူကိုအလိုအလျောက်ငါစွန့်ဤ ကိုအသက်ကိုဆုံးရတော့ခွင့်နဲ့နောက်တစ်ဖန်ကိုအသက်ကိုပြန်ယူရတော့ခွင့်ဒီငါလိုက်ရှိထိုအခွင့်ကိုခမဲတော်တွေပေးသနာတော်မူပြီးထိုအခွင့်ကိုခမဲတော်တွေပေးတော်မူပြီးဟူမင်းတော်မူ၏ပရောယေရှုခရစ်တော်အတိမခံခင်မှာပေါ့နော်အတိမခံခင်မှာသူ့ရဲ့အသက်ကိုပေါ့နော်ဆိုချင်တာကခရစ်တော်အတိမခံခင်မှာကတည်းကသူ့ရဲ့အသက်ကို အလိုအလျောက်စွန့်ပိုင်တဲ့ခွင့်နဲ့နောက်တစ်ပတ်အဲ့ဒီအသက်ကိုပြန်ယူရတဲ့ခွင့်ပေါ့နော်ထမြောက်ရတဲ့ခွင့်အသက်တော်စွန့်တဲ့ခွင့်ကိုယေရှုခရစ်တော်ကအဲ့ဒီတကူကိုခမဲတော်ကပေးထားပေးတာဖြစ်တဲ့ဆိုတဲ့အကြောင်းကိုဒီကျမ်းစာထဲမှာအာပြောထားတာဖြစ်တယ်ဒီအခါကျတော့ကျွန်တော်တို့အာဂလာတိအခန်းကြီးတဲ့အငယ်တဲ့ပေါ့နော် ဂလတိအခန်းကြီးတိအငယ်တိကိုဖတ်ခြင်းတဲ့လူနဲ့မဆက်ဆိုင်လူဤအခွင့်မရှိဘဲနဲ့ယေရှုခရစ်တော်၏အခွင့်နဲ့ထိုသခင်ကိုတေချစ်မှထားမြောက်စေတော်မူသောခမဲတော်ဘုရားသခင်အခွင့်နဲ့၎င်းအမှန်တော်ဖြစ်တော်ငါပေါလုမဆာ၍ထိုသခင်ကိုတေချစ်မှထားမြောက်စေတော်မူသောခမဲတော်ဘုရား ခင်ဤအခွင့်နဲ့၎င်းဟောယေရှုခရစ်တော်ကိုသိချင်မှထမြောက်စေတာကခမဲတော်ဖြစ်တယ်ပေါ့နော်ခမဲတော်ရဲ့အခွင့်နဲ့ယေရှုခရစ်တော်ကပြန်ပြီးတော့ထမြောက်တာဖြစ်တယ်အဲ့ဒါကိုဆုလိုတာဖြစ်တယ်ဒီခါကျတော့ကျွန်တော်တို့ဂျမ်ပိုက်ပေါ့နော်တမန်တော်ဝိထုအခန်းကြီးနေ့ပေါ့နော်တမန်တော်ဝိထုအခန်းကြီးနေ့အငယ်စခုတမန်တော်ဝိထု မန္တောဝတ္ထုအခန်းကြီးနေမန္တောဝတ္ထုအခန်းကြီးနေအငယ်၂၉ပေါ့နော်အငယ်၂၉ကိုဖတ်ချင်တယ်အကြောင်းမူကားကိုတော်ဒီအကျွန်ုပ်၏ဝိညာဉ်ကိုမရဏနိုင်ငံ၌ပစ်ထားတော်မမူကိုတော်၏တန်ရှင်းသူအားလည်းပုစ္ဆာချင်းကိုရှိတော်မမူပဲလေအသက်ရှင်ခြင်းလန်တို့ပြတော်မူလိမ့်မည်မျက်နာတော်ကိုဖူးမြတ်တော်အဖြစ်ဝမ်းမြောက်တော်စိတ်နဲ့ အကျွန်ုပ်ကိုပြည့်စုံစေတော်မူလိမ့်မည်ဟုတာဝိတ်ဆိုတည်းအခုဖတ်သွားတဲ့ကြောင်းကိုပဲဒီအောက်မှာပေါ့နော်ပြန်ပြီးတော့အနဲ့အတိတ်ပဲပြွင့်ထားတယ်ပေါ့နော်ဆိုတော့မန္တဝတ္ထုအခန်းကြီးနဲ့အငယ်37လောက်ကပြန်ဖတ်မယ်အငယ်37 37ပေါ့နော်ခရစ်တော်ဤထမြောက်ခြင်းကြောင့်ကိုရည်မှတ်ရွယ်ထိုခရစ်တော်ဤစေဝိညာဉ်ကို မရဏနာနိုင်ငံ၌ပြထားတော်မူအတာဒီလေပုဆတ်ချင်းတို့မရောက်ဟုအနကအနကတန်တညာနေဟောလီထိုယေရှုကိုဘုရားသခင်ထမြောက်စီတော်မူဒီကိုငါတို့ရှိသမျှလေးတည်တည်ခံပြကြ၏တို့တို့ဘုရားသခင်ဒီလေယာလက်တော်နဲ့ချင်းမြင့်တော်မူတဲ့ဖြစ်တို့သခင်ဒီဂရိတော်နဲ့ရှင်တော်တန်ရှင်တော်ဝိညာဉ်တော်ကိုခမဲတော်ထား၌ခံပြီးဖြစ်၍ တင်တို့တိမြင်ကြတော့အရာကိုညွှလောင်းတော်မူ၏ခရစ်တော်ရဲ့ဝိညာဉ်ကားတဲ့ဒီမရဏနိုင်ငံမှာပေါ့နော်မရဏနိုင်ငံမှာပြစ်ထားတော့မမူတဲ့ပြစ်တော့ပြစ်မထားလဲဆိုတော့ခမဲတော်ကပြစ်ပြစ်မထားဘူးပေါ့နော်အဲ့ဒီယေရှုခရစ်တော်တက်တော်ဆုံးပြည့်တဲ့ချိန်မှာ မရနိုင်ငံကိုသွားတဲ့ဆိုတဲ့ကြောင့်သွားတက်တေပေါ့နော်မရနိုင်ငံကိုသွားတဲ့အဲ့ဒီမရနိုင်ငံကနေအာကမဲရောကပြန်ပြီးတော့ကမဲရောဝိညာဉ်ကပြန်ပြီးတော့သူ့ရဲ့ဒီကေရှုခစ်တော်တေရခန္ဓာကိုထဲကိုပြန်ပြီးတော့အာထမြတ်ဖို့ရတဲ့ပေါ့နော်ကမဲရောကအခွင့်ပေးတာပေါ့နော်အဲ့ဒါကိုဆိုလို့ချင်းဖြစ်တဲ့အားကြောင့်ကမဲရောကဒီမရနိုင်ငံထဲမှာခစ်တော်ကိုစွန့်ပစ်ထားဖို့ပေါ့နော် 도 예수고 베아드킨 타미아우스이라 모디고 도 예수고 베아드킨 타미아우스이라 카메로 베아가 타미아우스이라 보노 아라우스로 진피때 마나 워트 칸진네 예 동스님마 이 가져 전화로 아 만도 워트 칸진네 앙에 만도 워트 칸진네 앙에 동세 앙에 동세 레이마 보노 다위디 강킨 도마테티데 ဒါဝိဒါဝိကကောင်းကင်နိုင်ငံကိုမတွေ့ရသူဆိုတော့ဒါဝိရဲ့ဝိညာဉ်ကလည်းပါရှိလဲဆိုတော့မရဏနိုင်ငံမှာပေါ့နော်မရဏနိုင်ငံဆိုတဲ့ခါမှာငရဲပြေမို့ဘူးမရဏနိုင်ငံဆိုတဲ့ခါကျမှဆိုတဲ့ခါမှာဒေဝိတာဝိညာဉ်တွေကိုဒေဝိတာဝိညာဉ်တွေဟာအဲ့ဒီမရဏနိုင်ငံမှာစုပြုံတာပေါ့နော်ဖြောက်မှတ်တဲ့သူပေါ့မရဏနိုင်ငံမှာကျတော့ခရစ်တော်ရဲ့ဒီ အာ new covenant ဘောနော်ပရိညာအမှုတစ်အတွေးနဲ့ဆိုင်တဲ့အမှုတစ်ကိုမပြုတ်ချင်မှာကျတော့မရနိုင်ငံမှာကျတော့ဖြောက်ပတ်တဲ့သူလည်းဖြောက်ပတ်တဲ့သူဘောနော်ဖះကိုယုံကြည်တဲ့သူမယုံကြည်လို့နှမျိုးရှိတယ်အဲ့ဒီဖះကိုယုံကြည်တဲ့လူတွေကျတော့ priority သူ့ပုံဆိုတဲ့နေရာမှာရောက်သွားတယ်ဖះမယုံကြည်လူတွေတော့သူတို့ရဲ့ဝိညာဉ်တွေကိုဘုရားသခင်ကချုပ်နှောင်ထားတယ်ဘောနော်အဲ့လိုပုံစံအဲ့ဒါကိုဆိုလို့ချင်းဖြစ်တယ်အဲကြောင့်ဒါဝိရဲ့ဝိညာဉ်က မရနိုင်ငံမှာရှေ့ပါရီတူပေါ်မှာရောက်သွားတာပေါ့နော်အဲ့တော့ပြောချင်းဖြစ်တယ်ဒီခါကျတော့ကျွန်တော်တို့ဒီအာအာရှင်လူကာပေါ့နော်ဒီမရနိုင်ငံမရနိုင်ငံအကြောင်းကျွန်တော်ပြောရမှာဖြစ်တဲ့အကြောင်းဒီရှင်လူကာခရစ်ဝင်ပေါ့နော်အာရှင်လူကာခရစ်ဝင်အကြောင်းကျွန်တော်ကြည့်ရအောင်ဒီတတိလာဇရုပေါ့နော်စင်ရတာအာတရောင်းစားလို့ပြောမလား စင်ရတာလာသရုနဲ့ဒီတထေးအကြောင်းပေါ့နော်ရှင်လူကခရစ်ဝင်ခန်းကြီး23အငယ်30အရှင်လူကရှင်လူကခရစ်ဝင်ခန်းကြီးရှင်လူကခရစ်ဝင်ခန်းကြီး23 sorry ရှင်လူကခရစ်ဝင်ခန်းကြီး16ပေါ့နော်ရှင်လူကာခရစ်ဝင်ခန်းကြီး16အငယ်19 ရှင်တို့ကပြောရင်ခန်းချင်း16ငယ်19မှာတဖန်တုံးအသေးတယောက်ဒီနေမောင်းတော့ကပလာနဲ့ပေချောကဝတ်ဆင်ရကာမန်ကုန်စစ်စစ်နိုင်နေတိုင်းပြောင်းဝင်နေ၏တဲ့လာဇရုအမည်ရှိသောစင်းရဲ့စင်လူသူစင်းရဲ့တယောက်ဒီတစ်ခုလုံးနဲ့အနစင်းပေါ့ရအသေးစပွဲမှာချတော့စနုစပောက်ကိုစားပါရစေလော့ကိုတောင်းတတော်စင်းတဲ့တတိအိမ်တကားနာမှာသုံးလုံးနေခွေးတို့ဒီလာရဲ့အနစင်းများကိုလက်ကြိုက် တနေ့တနိုင်ထိုးစင်းရဲ့သားတွေတေလုံရဲ့ကောင်းကင်တမန်တို့ဒီအာဗြဟံရဲ့ရင်ဝင်တပူဆောင်ကြိုက်တထေးဒီလည်းတေလုံ၍တကြိုချင်းကိုခံရလေ၏မရဏနိုင်ငံ၌ပြင်းစွာသောဝေနာခံရလျက်မျော်ကြည့်အာဗြဟံကို၎င်းအာဗြဟံ၏ရင်အာဗြဟံ၏ရင်ကို၌လာသူကို၎င်းအဝေးကမြင်လေဟောဘာအာဗြဟံအကျွန်ုပ်ကိုကဲမတနာတော်မူပါအကျွန်ုပ်ဒီမစ်ရှင်နဲ့ပြင်းစွာခံစားရတော့ကြောင်းလာသူတို့ဒီမိမိလက်ဖြတ်ကိုရှင်းနေနေရဲ့ အကျွန်ုပ်ရှာကိုအေးစေခြင်းကသူ့ကိုကျွန်ုပ်ရှာသူဆေးတော်မှာပါဘူးဟစ်လေဤအာဗရာဟမ်ကလည်းရှင်လူကခရိယန်ခန်ကြီး16အငယ်25မှာအာဗရာဟမ်ကလည်းငါသားတင်ဒီအသက်ရှင်စဉ်ကချမ်းသာရကို၎င်းငါသူတို့ဒီဆင်းရဲရကို၎င်းအမေလိုရခုမကတင်နေဟစ်တာချင်းရှိဤတင်ဒီဒုက္ခဝေနာကိုခံစားရဤခံရဤထိုမတပန်ငါတို့နဲ့ တင်တို့ဆက်ကျနအလုံးနဲ့လာတော့ချောက်ကြည့်တည်းရှိထို့ကြောင့်ဤရဲ့မှာတင်တို့ရှိရတော့ကိုချင်းတို့မကိုနိုင်ထို့အရမငါတို့ရှိရတော့ကိုချင်းတော်တူလည်းမကိုနိုင်ဟုဆိုပြီးထို့တော့ဆိုတော့ဒီမရနိုင်ငံမှာအပိုင်းနပိုင်းရှိတဲ့ပုံနော်ခွစ်တော့အဲဖြောက်မတော်သူနဲ့မဖြောက်မဖြောက်မတော်သူဖះကိုယုံကြည်တော်သူနဲ့မယုံကြည်တော်သူဖះကိုယုံကြည်တဲ့သူတွေကခုနက အာဗြဟံရှင်ခွင်မှာလာဇရုဘောနော်အဲလာဇရုနဲ့အာဗြဟံရှင်ရဲ့နေရာမှာရောက်သွားတာဖြစ်တယ်ဖြတ်မှတ်တဲ့သူဖះကိုယုံကြည်တဲ့သူတွေမယုံကြည်တဲ့သူတွေကြတော့အဲ့ဒီမရဏနိုင်ငံမှာပြင်းစွာပေါ့နော်ဝေနာခံစားဝေဒနာခံစားရတယ်လို့ဆိုလိုခြင်းဖြစ်တော့ဒီထဲမှာပေါ့နော်ဒီခါကျတော့တခင်ရှုကျွန်တော်တို့အာတခင်ရှု မန္တလေးနိုင်ငံမှာတရားဟောတဲ့အကြောင်းပေါ့နော်ကျွန်တော်တို့ဒါကိုလေ့လာရအောင်ရှင်ပေတရုတိပေပေါ့နော်ပေတရုဩဝါဒစာပထမအဆောင်ပေါ့နော်တိပေခန်းကြီး၃တိပေခန်းကြီး၃တိပေခန်းကြီး၃အငယ်၈၈ပေါ့နော် တိပေခန်းချီ3အငယ်38လောက်ကနေသဖတ်မယ်ဆိုရင်ခရစ်တော်ဒီကိုခန္ဓာအဖြစ်အတိတ်ချင်းကိုခံ၍ဝိညာဉ်တော်အဖြစ်သရှင်ကျင့်တော်ရောက်တော်မူပြီးဖြစ်၍အရုပ်ကိုဖျက်သခင်ထံတော်သို့ပို့ဆောင်ခြင်းကဖျက်မတော်မူသောသူတွေမဖျက်မတော်သူတို့တွင်လူဆက်ပြည့်များကြောင့်တကာခံတော်မူ၏ထိုဝိညာဉ်တော်အဖြစ်လည်းကြွတော်မူ၍ယခုထောင်ထဲမှာလောင်ထားသောထိုဝိညာဉ်တော်တရားဟောတော်မူ၏ ထိုဝိညာဉ်တော်မူကရှေးကာလနောဤလက်ထနိုင်နေတော်သူတိဟုတော်လူရှိရောက်တော့ကိုရည်အားဖြင့်ကဲဆဲတော်တင်ဘောကိုတည်စင်တွင်ဘုရားသခင်ခန္တီတော်ဒီဆိုင်ငံတော်မူတော်လေနာမထောင်တော်ဝိညာဉ်ဖြစ်တတိယေရှုခရစ်တော်ပြည့်ပြည့်တဲ့ခါကျတော့ဒီ ဝိညာဉ်တော်အဖြစ်ပေါ့နော်ဝိညာဉ်တော်အဖြစ်အဲ့ဒီမရဏနိုင်ငံမှာလောင်ထားတဲ့ဒီခုနကကျွန်တော်ပြောတဲ့မရဏနိုင်ငံမှာပါဠိတူပုံမရောက်တဲ့ဒီ noile tech တုံးကပေါ့နော် noile tech တုံးကဘုရားသခင်ကကဘာကိုရင်းနဲ့ဆေးခဲ့တယ်ကဘာမှာရေလုံးမချင်းဖြစ်တယ်လူ၈ယောက် noile noile နဲ့မိသားစု၈ယောက်ပဲ၈ယောက်ပဲလွတ်ခဲ့တယ်ပေါ့နော်၈ယောက်ပဲလွတ်ခဲ့တယ်၈ယောက် noile နော်ဤတင်ပေါ်ထဲမှာရှေ့ရောက်လို့ပြီးတော့ကြံတဲ့လူအားလုံးရေထဲမြောက်ပါတော့တယ်ပေါ့တေကုံကြတယ်သူတို့ရဲ့ဝိညာဉ်တွေကအဲ့ဒီမရနိုင်ငံထက်ကအာဘယ်လိုပြောမလဲဖယားဒီငရဲလည်းမဟုတ်သေးဘူးပေါ့နော်ဝိညာဉ်ချုပ်ထားတာပေါ့နော်ဖယားကိုမယုံကြည်တဲ့လူတွေအဲ့ဒီနေရာမှာသခင်ယေရှုကအာကြွပြီးတော့အမှတရားဟောတယ်တဲ့ တရားဟောတယ်ဆိုတော့ဒီအတိတ်ကတော့ကယ်တင်ခြင်းပေါ့နော်ကယ်တင်ခြင်းယေရှုခရစ်အမှုအစ်ပြုတဲ့ new covenant ပေါ့နော် new covenant ကယ်တင်ခြင်းအကြောင်းဟောတယ်လို့ကျွန်တော်ယူဆမိတယ်ပေါ့နော်ဒါတော့ကျွန်တော်ရဲ့အာယူဆချက်ပေါ့နော်ဆချက်ဖြစ်တဲ့ကျွန်တော်တို့ဒီရှင်ယောဟန်ရှင်ယောဟန်ခရစ်ရဲ့အခန်းကြီး1ထဲမှာပေါ့နော်ကျွန်တော်ရှင်ယောဟန်ခရစ်ရဲ့အခန်းကြီး1မှာ ချင်းရောင်းခရင်ခန်းချီတဲ့အငယ်16မှာထူသွေးပြည့်စုံခြင်းမှာလဲကျေးဇူးတရားနိုင်ထဆင်းရဲ့ကျေးဇူးတပါကိုငါတို့ရှိတမြရခါကြပြီးအကြောင်းမူကပြည့်ညက်တရားတော်ကိုမောရှိအထွတ်တွင်ပြတော်မူ၏ကျေးဇူးတဲ့တရားနဲ့တစ္ဆာတရားမူကယေရှုခရစ်ဖြစ်တဲ့တည်တဲ့ဆိုတော့တခင်ယေရှုအဲ့ဒီမရဏမရဏနိုင်ငံမှာဟောတဲ့တရားကဒီကျေးဇူးတရားနဲ့တစ္ဆာတရားပေါ့နော်ကျေးဇူးတရားနဲ့ grace နဲ့အာတစ္ဆာတရား faithfulness ပေါ့နော် စတူဒီယန်တစာတရားကေတင်ချင်းခရစ်တော်ဖြစ်အမှုအစ်စ်ပြုတဲ့အရာကိုဒီမရနိုင်ငံမှာချုပ်နှောင်ထားတဲ့ဝိညာဉ်တွေကိုတရားဟောတယ်ဆိုတဲ့အကြောင်းခုနကျွန်တော်ဖတ်သွားတယ်အာပီတာထဲမှာပေါ့နော်ပီထရုအဝရစာခန်းကြီး3အငယ်16ပေါ့နော်20မှာပေါ့နော်ကျွန်တော်တွေ့ရမှာဖြစ်တယ်ဆိုတော့အာဒီယေရှုခရစ်တော်မရနိုင်ငံမှာတရားဟောတယ်ဆိုတဲ့အကြောင်းအရာကအာတော်တော်လေးလေး အငင်းပွားဆရာဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒီကျွန်တော်လက်ဆောက်ပိုင်းမှာတော့မယုံကြည်ခဲ့ဘူးဒါပေမဲ့ကျန်းဆောင်ကျွန်တော်တကယ်လိတ်လာတဲ့ခါကျတော့တကယ်တရားဟောတာဖြစ်တယ်အဲ့ဒီမှာနိုင်ငံမှာတရားဟောဟောဟောတော့ဒီချုပ်တော်ထားတဲ့ဝိညာဉ်တွေကယုံကြည်လားမယုံကြည်လားဆိုတော့ကျွန်တော်ကျန်းဆောင်တဲ့ဘက်ကိုတွေ့ဦးပေါ့နော်ဒါပေမဲ့ထေချာတော့ဒီချုပ်တော်ထားတဲ့ဝိညာဉ်တွေတော့အားလုံးလွတ်မြောက်နိုင်မယ်လို့ကျွန်တော်ယုံကြည်တယ်ဘာဖြစ်လို့ဆိုတော့ဒီမရနိုင်ငံဆိုတဲ့မရနိုင်ငံရဲ့ ဘယ်လိုပြောမလဲဟစ်တော့ကမယုံကြည်လူထားတဲ့နေရာကြတော့ချုပ်နှောင်ထားတယ်ပေါ့နော်ဝိညာဉ်တွေချုပ်နှောင်ထားတယ်ဖြစ်ခါကျပေသူမှအဲ့နေရာမှာမနေချင်မှမဟုတ်လေဒါကြောင့်အားလုံးလွတ်မြောက်ပြီးတော့ဒီပါရိတုပုံမရနိုင်ငံထဲကပါရိတုပုံမှာဒီဝိညာဉ်တွေပေါ့နော်အဲအားလုံးရောက်လိမ့်မယ်လို့ကျွန်တော်ယုံကြည်တာဖြစ်တယ်ပေါ့ကျွန်တော်တို့ဒီမရနိုင်ငံဆိုတဲ့အခါမှာကျွန်တော်တို့ ယေရှုခရစ်တော်ရှင်ပြန်ထမြောက်တဲ့အခါမှာဒီမရဏနိုင်ငံပေါ့နော်မရဏနိုင်ငံကိုလည်းငါအားလုံးကိုအစိုးရတယ်တဲ့ကျွန်တော်တို့ဒီအဗျရိတ်ချမ်းအခန်းကြီး1အငယ်16ပေါ့နော်ဗျရိတ်ချမ်းခန်းကြီး1ဗျရိတ်ချမ်းခန်းကြီး1အငယ်16ဖတ်မယ်ဆိုရင်မရဏနဲ့မရဏနိုင်ငံကိုလည်းပါလေအစိုးရလာဖြစ်တယ် ရကြခန်းချင်းနဲ့အငဲဆက်ရှိလောက်ကတော့ဖတ်ချင်တယ်အသက်ရှင်တော့သူလက်ဖြစ်ဤငါဒီအရင်တည်းတည်းဖြစ်ရကဘာဆစ်ဆစ်အတင်းပြည့်စုံဤမရလာနဲ့မရလာနဲ့ငံကိုလဲငါအစိုးရဤတဲ့ယေရှုခရစ်တော်ကနော်အသက်ရှင်ခြင်းနဲ့တည်ခြင်းကိုလည်းဆိုးရတယ်ပြီးတော့ မရလည်းမရနိုင်ငံကိုလည်းအဆူရတယ်တဲ့ထို့ကြောင့်တင်ဒီမြင်ပြတဲ့အရာတို့ကိုလည်းကောင်းယခုရှိတော့ရတော့ကိုလောင်းနောက်ပြတဲ့တတန်တော်ရတော့ကိုလောင်းကောင်းရေးထားလောဒီပြရိတ်ချန်ထဲကအရာကရှင်အာရှင်ရှင်ယောဟန်ပေါ့နော်ဆိုတော့ဒီပြရိတ်ချန်ကိုရေးတဲ့လူကရှင်ယောဟန်ဖြစ်တယ်အဲရှင်ယောဟန်ကိုအာဒီ ဝိညာဉ်တော်ပေါ့နော်ဝိညာဉ်တော်ဝိညာဉ်တော်နဲ့ပေါ်ပြပြီးတော့ဒီရာတွေရေးဖို့ပေါ့နော်သူ့ကိုပေါ်ပြတဲ့အကြောင်းအရာတွေရေးထားဖြစ်ပါပဲဆိုတော့အာကျွန်တော်တို့ဒီနေ့ပြောတဲ့အကြောင်းအရာပေါ့နော်ယေရှုခရစ်တော်ရဲ့ထားမြောက်ခြင်းပြီးတော့ယေရှုခရစ်တော်ဒီပြည့်တဲ့ခါမှာဒီမရနိုင်ငံမှာတရားဟောတဲ့ဆွေးအကြောင်းအရာတွေကိုကျွန်တော်တို့စံပယ်အနေနဲ့ဖတ်ပြီးတော့ပြောခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့အာ theme ယူဆချက်တွေကိုပြောတာမဟုတ်ဘူးပေါ့နော် အလုံးကျူတင်ပါလေအလုံးကုန်နိုင်ပါရောက်စီတိုင်းပေါ်ဖျားတခင်နှုတ်ကပတ်တော်ဖွင့်ပြပါစေခစ်တော်ထားမြောက်ခြင်းနဲ့လည်းကျွန်တော်တို့အာတနေ့ကြရင်အပြည့်လည်ပြီးတော့ထားမြောက်အောင်ပါဖြစ်ပါလေဆိုတဲ့အကြောင်းရောက်စီတိုင်းပေါ်မှာဖျက်ရှိခင်ကောင်းချီးမင်္ဂလာချပေးပါစေ